တဝဲမြို့ပေါ်ကမြို့ခံတွေဓာတ်ဆီတလီတာကိုတိုးတောင်ကြလောင်းနဲ့ဆက်သိုးစီဆိုင်တွေမှာအလွယ်တကူဝယ်ယူတိုးဆွဲနိုင်နေပါတယ်။ဒါပေမဲ့တဝဲမြို့ပြင်ဖက်ကဒေသခံအများပြားကတော့တလီတာကိုကြ6000လောက်တိဈေးကြီးပေးပြီးခဲရခက်ဆက်ရှာဖွေဝယ်ယူတိုးဆွဲနေကြရပါတယ်။တဝဲမြို့ပေါ်ကဆက်သိုးစီတွေကိုတရချောင်းရေးဖြူလောက်လို့တဝဲလေးမြို့နယ်ကခြေရွာတွေကိုတဲယူရောင်းချခွင့်စစ်ကောင်စီကပိတ်ပင်လိုက်လို့ နယ်ဒေသခံအများပြား73စီအခက်ခဲနဲ့ကြုံလာခဲ့ရတာပါမြို့ထက်ကလွယ်ပြီးနယ်ကျေးရွာတွေကို73စီရောင်းချတော်တယ်မလို့ဖို့စစ်ကောင်စီက73စီကုမ္ပဏီတွေကိုညွှန်ကြားထားတာလို့အမည်မဖော်လိုတဲ့73စီကုမ္ပဏီဝန်ထမ်းတဦးကဒဝဲဝက်ရှ်ကိုအခုလိုပြောဆိုပါတယ်စီ73စီကိုစစ်ကောင်စီကကတ်တန်ထောင်းမြို့ဝဲထွင်တော်တွေဆိုပေးမဖြစ်အောင်စီကုမ္ပဏီတွေကိုလည်းမရောက်ပေးအောင်ဆိုပြီးလိုက်ပြောထောင်းကောရီစိုက်ကယ်ရီရောစီလာထဲရောင်း စီဘဝရီနဲ့ထပ်ပြီး မြို့အပြည့်ထွေမဲ့ဆိုတော့မရောက်ခိုင်းအောင်စီဘဝရီနဲ့လာတဲ့အမြော်ဆိုတော့စီတိုက်ကီတွေနဲ့စိုးပူဆွဲပေါ့ဧပြီလ24ရက်ကစပြီးအခုလိုညွှန်ကြားလိုက်တာပါအခုဆိုရင်ဒဝဲခရိုင်မှာ73စီဝယ်ယူရခက်ခဲနေတာတလကျော်ရှိလာနေပါပြီမြို့အဝင်ထွက်စစ်စေးရေးဂစ်တွေမှာစစ်စေးပြီးဖန်ဆီးတာတွေလုဆောင်နေတာပါဧပြီလ30ရက်ကတော့ခွေပြူချက်မရှိပဲတယ်ဆောင်လာလို့ဆိုပြီးဒဝဲမြို့နယ်မှာငွေကြေး350ကျော်တန်ဖိုးရှိတဲ့ ဓာတ်ဆီဂါလန်300ကျော်နဲ့ဒီဇယ်150ဂါလန်ကိုဖန်ဆီးခဲ့တယ်လို့စစ်ကောင်စီရဲ့ပြန်ချရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲဒီလို73စီတက်ခွင့်ပေးလိုက်ပြီးအဖန်ဆီးကျလာတဲ့အတွက်ဒွေမြို့ပေါ်မှာတလီတာကို3000ကျလောက်သာပေးရတဲ့ဓာတ်ဆီတလီတာကို နေရီမှာတော့တလီတာကို9000ကနေ9000ကျပ်အထိဈေးကြီးပေးပြီးခက်ခက်ခက်ခဲလိုက်လံရှာဖွေဝယ်ယူနေကြရပါတယ်။ အရင်ကလည်းစစ်ကောင်စီတပ်ဟာဒီလိုမျိုး73စီဖျက်တောက်တာတွေမကြာခဏလုဆောင်ဖူးပေမဲ့အခုလောက်ထိလာချီကြာပိတ်ဆို့တာမျိုးမရှိသေးပါဘူး။ထိုင်းမြန်မာနယ်စပ်ဒဝဲမြို့နယ်ထဲကစစ်ကောင်စီထိထဗျူဟာဂုံးကိုတော်လိုင်းတပ်တွေကဧပြီလ19ရက်မှာတိုက်ခိုက်ပိတ်ပိုက်ခဲ့ပြီးတဲ့နောက်ဒဝဲခရဲမှာစစ်ရေးတင်းမာလာခဲ့ပါတယ်။ဒဝဲမြို့နယ်ရှီတော်ဒေသတရချောမြို့နယ်ဒဝဲမြိတ်သွားအမှတ်၈ပြည်တော်စုလမ်းပိုက်တွေမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။ ိုက်ပွဲဖြစ်ပွားလာတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဆက်တိုက်ဗိုလ်ကြိုက်တိုက်ခိုက်ခဲ့တယ်လို့တစ်ဖက်မှာတော့စစ်သုံးစီဖြတ်တောက်တာတွေလှုံ့ဆော်လာခဲ့ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းအရသားတွေတေဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။အခုဆိုရင်မိုးစပါစိုက်ပျိုးဖို့အခြေရောက်လာပြီးမို့လက်သမားတွေထွန်ရက်ဖို့အတွက်စစ်သုံးစီလိုအပ်လာနေကြပါပြီ။အခုချိန်မှာတော့လက်သမားတွေဟာ ်73စီဈေးကြည့်တာနဲ့ဝယ်ယူဖို့ခက်ခဲတဲ့အနေအထားတွေကြောင့်လည်းမလုပ်တော့ပဲဆော့ပစ်တဲ့သူတွေရှိလာနေတယ်လို့ဒဝဲခရိုင်ကလက်သမားတဦးကအခုလိုပြောဆိုပါတယ်အကျိုးကြတော့သူဆက်သွင်းတဲ့သူသူဝင်ရလို့ရှိတယ်ပါအကျိုးကြတော့ဟိုဘာလို့လဲမလုပ်တော့ဘူးမတို့ပေးရနေပြီလေအဲ့လည်းကနေတော့ပြီးတော့တော့လည်းကြည့်တော့မှတော့ညအနေနဲ့ဒီလိုတဲ့ပေါ်လာတော့တာ အဲ့ဒါလို့တူလဲဟိုနဲ့ပဲရလာပေါ့ဗျာဒဝဲခရိုင်ခြေဆိုင်ဒေါနာတရင်သာကြီးစေဘေးရှောင်ဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ယွန်းနတန်ကလည်းအခုလိုရက်ရှိ73စီ ဖြတ်တောက်ထားတာဟာလက်သမားတွေနဲ့အခြားဒေသခံတွေပဲအခက်အခဲဖြစ်လာစေတယ်လို့အခုလိုပြောဆိုပါတယ်အခုကမွေးရပြီလဲရောက်တော့မယ်ဆိုတော့ကျွန်တော်တို့မှဒီအာပြည်သူတွေကဟိုလေစိုက်ပြို့ကိုလေယာစိုက်ပြို့ကိုအတွက်လဲ73စီလိုအပ်တယ်ပေါ့နော်ဆိုတော့ အခုလိုမျိုးကဆက်ပြီးတော့ဟိုလက်စီတွေဒီ73စီတွေတည်ယူခွင့်ကိုဖိတ်ထားမယ်ဆိုတော့ဒီလူလူတွေမှာဒီ layer set တွေနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးခက်ခဲတွေလည်းကြုံလာနိုင်တယ်တခြားသောခက်ခဲတွေလည်းအများကြီးဟိုကြုံလာနိုင်တယ်ဒဝဲခရိုင်ကို73စီဖြတ်တောက်ထားတာနဲ့ပတ်သက်ပြီးတနင်္သာရင်တိုင်းစစ်ကောင်စီရဲ့73စီကြည်ကြဆဲဆဲရေးအရာရှိစီကိုဒဝဲဟော့စ်ကအပလလ26ရက်ကဖုံးဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေကြတာမရှိဘဲဖုံးချသွားခဲ့ပါတယ် အဲ့ဒီကိစ္စတော့ပြောတယ်တော့ကျွန်တော်ပြောလို့အဆင်မပြေဘူးနော်အဲ့ဒီလိုပြောဆိုပြီးဖုံးချသွားပြီးနောက်ပိုင်းလဲသူစီကိုဖုံးအချင်းချင်းဆက်သွယ်ခဲ့ပြီးမဲ့လက်ခံဖြေဆိုတာမရှိတော့ပါဘူးစက်ကောင်စီတက်ကတော့စီရင်အတာမရတဲ့အခါတိုင်းကိုပစ္စည်းဖြတ်တောက်ပိတ်ဆို့တာတွေကိုဗျူဟာတစ်ခုအနေနဲ့မကြာခဏထုတ်သုံးလေးရှိပါတယ်စက်ကောင်စီတက်ရဲ့ကျွတ်မလိုက်တီမီရှိုဗျူဟာဒေတာတွေကပြည်သူတွေကိုပဲတိုက်ရိုက်ခံစားရတာဖြစ်တယ်လို့လက်သမားတအူးကအခုလိုဝေဖန်ပြောဆိုပါတယ် ဒီကအမေစီဝဒီလိုဒါတိုင်းလဲဆိုတော့ကျွန်တော်ဒီကမှခက်ခဲရောဗျာတက်ကမကခံရရတော့ဗျာဒီစီရဲ့နောက်ဆက်သွဲရင်းမှာလဲပြရဲကုန်စင်းမှုကြီးကအများကြီးသူကနေလာတော့ဒါလိုက်စီနော်ဗျာဒီခုံးဒီစင်းမှုပြလိုက်ရင်ဟိုဒီဘူကဟိုတော်လာနေခတ်တယ်မယ်တော်လာလဲလုံးလုံးမရ